Star Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခါတင်ဆက်ပေးမှာကတော့အုံနောက်ထဲ chips တဲ့ထားသူက drone ကိုစိတ်နှင်ထိမ့်ချုပ်မောင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် Elon Musk ပိုင်ဆိုင်တဲ့ Neuralink Company ရဲ့အုံနောက်ထဲထဲတဲ့ chips ကိုတက်ဆင်ထားတဲ့ဒုတိယမြောက် Luna LS ခွန်လေဟာဆိုရင်တော့သူရဲ့စိတ်နဲ့ drone တစည်းကိုထိမ့်ချုပ်မောင်းနေနေတာကိုပြသတဲ့ဗီဒီယိုတစ်ခု online မှာထွက်ပေါ်လာပါတယ်။ကြော်ရိုးထံအကြောင်းလှုပ်ရှားလို့မရတဲ့ LS ဆာဆိုရင်သူ့ရဲ့အုံနောက်နဲ့ အာဒူရီနိုကုတ်တွေဖန်တီးဖို့အဲ့ဒီ chips ကိုအသုံးပြုပြီးအဲ့ဒီကုတ်တွေကို drone ကိုထိန်းချုပ်နိုင်အောင်လှုပ်ဆောင်ပေးတာဖြစ်ပါတယ်။သူကဒီအခွင့်အရေးအတွက် Elon Musk နဲ့ Neuralink အဖွဲ့ကိုကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပါတယ်။ Neuralink က LS ကို2024ခုနှစ်ဩဂုတ်လမှာဒီကရိယာကိုတက်ဆင်ပေးခဲ့တာဖြစ်ပြီးဒီ chips ဟာဆိုရင်သူ့ရဲ့အာယုံကြောလှုပ်ရှားမှုတွေကို coding interface နဲ့ drone controller နှစ်ခုစလုံးကိုအသက်ဝင်စေတဲ့အချိန်နဲ့တပြေးညီအမိန်ပေးမှုတွေအဖြစ်နဲ့ပြောင်းလဲပေးခဲ့ပါတယ်။ ။ UALink ကိုတော့2016ခုနှစ်မှာအာယွန်ကျောဆိုင်ရာယောဂတွေအတွက် Brain Computer Interface တွေတည်ထွင်ဖို့နဲ့လူသား AI ရေရှည်ပေါင်းစည်းမှုကိုလွယ်ကူချောမွေ့စေဖို့အတွက်တည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။အခုအချိန်ထိတော့လူ၁၂ယောက်မှာဒီကိရိယာတွေကိုတက်ဆင်ပေးခဲ့ပြီးပြီပဲဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါ။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။ Star Channel ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ကြပါအောင်ခင်ဗျာ။